လာရှိမြဝထကနေကြောင်းနိုင်စေကျော်သက်ကြောင်းသားကြောင်းသူများအားကျမ်းမရေးစစ်ဆေးပေးခြင်းဆောင်ရွက်တဲ့တွင်ကိုတက်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိမြို့တွင်ကျမ်းမရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ဖြင့်စေတုသေတနာဦးစီးဌာနမြို့နယ်ပြည်သူ့ကျမ်းမရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍အသက်73နှစ်မှ79နှစ်အရွယ်ကြောင်းသားကြောင်းသူများအားကျမ်းမရေးနှင့်ညီညွတ်သည့်နေထိုင်စားသောက်မှုပုံစံများသိရှိစေရန် ူရနေယောဂါဖြစ်ပွားမှု ကိုကြိုတင်ပြင်ဆင်နိုင်ရန်နဲ့ယောဂတွေ့ရှိပါကအထူးကုဆရာဝန်များနဲ့ဆက်လက်ပြသပေးနိုင်ရန်အတွက်ဇမိုင်းဤစစ်စီဆောင်ရွက်ခြင်းကိုနိုဝင်ဘာလ29ရက်နေ့နနက်9:00နာရီကအမန်နေအခြေခံပညာထက်တန်ကျောင်းတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ထို့သောဆောင်ရွက်ရာတွင်စေတုသေးဒနာဦးစီဌာနမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနနှင့်ကုသရေးဦးစီဌာနတို့မှတာဝန်ရှိသူများကကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများဆန်းစစ်လေ့လာရန်အတွက်အမတ်နှင့်အခြေခံပညာထပ်တန်းကြောင်း Grade 8A စာသင်ခန်းရှိကျောင်းသားကျောင်းသူစုစုပေါင်း40ဦးတို့အားမိခွန်လာများမိမြန်ခြင်း၊သွေးပေါင်ချင်းခြင်း၊အရက်ကိုအလေးခြင်း၊ခါပတ်လေတိုင်းတာခြင်းနှင့်သွေးဖောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါတယ်ရှင်။